နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင်အခုဗန်းမုံမြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့ခမိုးနောင်မဲလုံပတ်ဝန်းကျင်ကနေလည်းတပ်မတော်စစ်ကြောင်းတွေကပြန်လည်ပြီးတော့ထိုးစစ်ဆင်နေတာဖြစ်ပြီးအခုလက်ရှိမှာတော့ဗန်းမောင်မြို့ရဲ့အနောက်မှာရှိနေတဲ့စက်တော်နဲ့ဒီနာယကာနော်ရွာရီအထက်ကိုတပ်မတော်စစ်ကြောင်းတွေနဲ့အစံနေတပ်ဖွဲ့ဝင်တွေကပူးပေါင်းတိုက်ခိုက်နေပြီးရှင်းလင်းရေးဆောင်ရွက်လျက်ရှိပါတယ်။တပ်မတော်စစ်ကြောင်းတွေကအောက်တိုဘာပထမဘက်ကစပြီးနေပြီးရှင်းလင်းရေးဆောင်ရွက်တိုင်ပြန်ထိုးစစ်ဆင်နေတဲ့အချိန် ပချင်လက်နက်ကင်သဘောင် KIA ရဲ့အသုံးချကန်ဖြစ်တဲ့ကဒူ PDF တွေကတရင်မီဒီယာတွေကနေတဆင်ဒီ SNI အဖွဲ့တွေကကဒူတိုင်းရင်းသားတွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေဆိုတော့တည်င်းသူတည်င်းမားတွေနဲ့လည်းဝါရဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။တကယ်တော့ဒေတာတွင်းမှာရှိနေတဲ့ဒီကဒူတိုင်းရင်းသားတွေနဲ့ရှမ်းပြည်တိုင်းရင်းသားတွေဆိုတာကတစ်ချိန်လုံးပချင်လက်နက်ကင်သဘောင် KIA ရဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေကိုခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့2021နိုင်ငံရေးအခင်းအကျင်းမှာတော့ကချင်လက်နက်ကန်သဘော KIA ကရှမ်းပြည်တိုင်းရင်းသားတွေနဲ့ကဒူးတိုင်းရင်းသားတွေကိုတွေ့ခွဲပြီးတော့ကဒူးအကြမ်းဖက်တွေကစစ်သွေးကြွတွေကိုစီယုံပြီးလက်နက်တပ်ဆင်ပေးကြတာဖြစ်ပါတယ်။ဒါကြောင့်အခုဗန်မောက်မြို့ကိုတိုက်ခိုက်တဲ့အချိန်ဗန်မောက်မြို့အနီးပတ်ဝန်းကျင်ကတပ်မတော်ကင်းစခန်းတွေနဲ့ SNL ရဲ့ကင်းစခန်းတွေအားလုံးကိုဒေသခံကဒူးတွေပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တပတ်အတွင်းမှာပဲလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ ။တမောင်မျိုးကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်မှာတော့ကချင်လက်နက်ကိုင်သဘောင် KIA အပါအဝင် NUG ပြည်ပအုပ်စုရဲ့အတုံးချကန်အင်းတော်ကတနဲ့ဘေးပတ်ဝန်းကျင်က local PDF တွေကဗမောင်မျိုးကြီးမှာရှိနေတဲ့ဌာနဆိုင်ရာအစအဦးနဲ့စေယုံတုံပစ္စည်းတွေကိုခိုးပြီးတော့တည်သွားကြတယ်လို့သိရပါတယ်။ပြောရရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတိုင်းရင်းသားလက်နက်ကိုင်အမိခံထားတဲ့အဖွဲ့တွေက NUG ပြည်ပအုပ်စုရဲ့အတုံးချကန်အဖွဲ့တွေကတခိုးစာတီကမပြောက်ကြဘူးဖြစ်ပါတယ်။ထင်းချုပ်သွားတဲ့မြို့တွေဝင်ရောက်စကန်းချထားတဲ့ရွာတွေက ဒေသခံပြည်သူလူထုရဲ့နေအိမ်တွေကိုလက်နက်အားကိုအနိုင်ကျင့်ဝင်ရောက်နေထိုင်တာတွေလည်းရှိသလိုအိမ်တွေကျောင်းတွေမြို့တွေရွာတွေမှာရှိနေတဲ့အဖို့တန်ပစ္စည်းတွေအားလုံးကိုခိုးယူသွားကြတာဖြစ်ပါတယ်။ပလောင်လက်နက်ကိုင်သဘောင် DNL ဆိုလို့ရှိရင်လည်းလက်ရှိမိုးကုတ်မြို့ကိုထိန်းချုပ်ထားပြီးတဲ့နောက်မိုးကုတ်မှာရှိနေတဲ့ဝက်ချန်တွေကအစမွေးမြူထားတဲ့ဝက်တွေကအစခိုးယူပြီးတော့လဝကြီးအုပ်ထားတာတွေလည်းရှိပါတယ်။ အခုဗန်မောက်မြို့မှာဆိုလို့ရှိရင်လည်းကချင်လန်းနဲ့ကိုင်းသဘောင် KIA ရဲ့စီယုံရင်းခံထားရတဲ့ကဒူအကြံဖက်တွေနဲ့အင်းတော်ကတာက PDF တွေကဘေးပတ်ဝန်းကျင်ကဒီရှမ်းနီတိုင်းရင်းသားတွေနဲ့ကဒူတိုင်းရင်းသားတွေကိုအနိုင်ကျင့်တာတွေနောက်ပြီးတော့သွေးခွဲတာတွေနဲ့တည်င်းသူတည်င်းမတွေနဲ့ဝါရဖြန့်တာတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။ဒါပေမဲ့ရှမ်းနီတမဟာ614ရဲ့လက်အောက်ခံအကူအညီရေးကော်မတီကနေဦးဆောင်ပြီးတော့ဒီရှမ်းနီတိုင်းရင်းသားတွေကိုရောကဒူတိုင်းရင်းသားတွေကိုရောလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့လိုအပ်တဲ့စားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့ပေးထားလျက်ရှိပါတယ်။ ပြောရင်တော့ဗန်မောက်မျိုးအနီးပတ်ဝန်းကျင်မှာရှိနေတဲ့ကဒူးစစ်သွေးကြွကဒူး PDF တွေဆိုတာကကချင်လက်နက်ကင်တပုံ KNA ရဲ့နိုင်ငံရေးစီရင်လုံဆောင်မှုတွေကနေတဆင့်ဒေသခံရှမ်းပြည်တိုင်းရင်းသားတွေကိုနိုင်ငံရေးအရာအမေတခုလုံးကိုပြောရရင်တော့ဗန်မောက်မျိုးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွှေထွက်ရဒေသတွေကိုလဝကြီးအုပ်ရေးအတွက်သာဖြစ်ပါတယ်။ကချင်လက်နက်ကင်တပုံ KNA ကဗန်မောက်မှာစစ်ရှုံးပြီးတဲ့နောက်အတွင်းထွက်တင်ရင်သားတွေအများပြားရှိပြီးတော့ရေတော်မြင့်ဖြစ်နေတဲ့ ဖားကတ်မှာလည်းဆက်ရှုံးလျက်ရှိပါတယ်ဒီလိုမျိုးအရှုံးအနေနဲ့ကြုံတွေ့နေရတဲ့ကချင်လက်နက်ကိုင်တပုံ KIA ကတမရရဲ့ထိုးစစ်တွေနဲ့တမရရဲ့စီရေးလှရှားမှုတွေကိုအဟန့်အတားဖြစ်စေဖို့နောက်ထပ်စစ်မျက်နှာတစ်ခုဖြန့်လိုက်တယ်လို့လည်းဆိုရမှာဖြစ်ပါတယ်။လမ်းမမျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့လက်ရှိလက်တလောအချင်းချင်းမှာတော့ကချင်လက်နက်ကိုင်တပုံ KIA အနေနဲ့စီရေးအရာအမြဲရတယ်လို့ဆိုရမှာဖြစ်ပေမဲ့မျိုးတွေကတိုက်ခိုက်တာလွယ်ပေမဲ့ထိန်းချုပ်တာနဲ့ပြန်လည်လေပတ်ရေးဆောင်ရွက်ရတာအင်မတန်ခက်ပါတယ်။ လက်ရှိအချိန်ထိသကိုင်းတိုင်းထဲမှာရှိနေတဲ့ NUG ပြည်ပြည်အုပ်စုအုံချခံတွေ PDF တွေထိန်းချုပ်ထားတဲ့မြို့တွေမှာဒီနေ့ဒီအချိန်ထိဘယ်မြို့မှာမြို့အုပ်ချုပ်ရေးရန်နေရမလဲပတ်နိုင်တယ်လို့မြို့မှာရှိနေတဲ့ဘန်တွေစီးပွားရေးလုပ်ငန်းတွေနဲ့ဒီတခြားပညာရေးကျန်းမာရေးကဏ္ဍတွေအားလုံးလည်းမလဲပတ်နိုင်ဖို့ဖြစ်ပါတယ်ပင်လယ်ဘူးအင်းတော်မြို့တွေကိုပြန်ကြည့်ရင်လည်းစစ်ရဲ့အနှိဋ္ဌာယုံတွေကိုခါးစည်းခံစားရပြီးတဲ့နောက် မျိုးပြက်ကြီးတစ်ခုသာဖြတ်သွားတာပဲဖတ်တင်ပါတယ်အကြက်ဖက်သမားတွေထိန်းချုပ်သွားတဲ့ဘယ်မျိုးဘယ်ရွာကမှတောက်တော့ပြောင်ပြောင်ဖြတ်မလာပဲနဲ့လူနေမှုအဆင့်နဲ့အားလုံးချွတ်ချုံကျသွားတဲ့အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဒီဗမာမှုမှာရှိနေတဲ့ဒေသခံရှမ်းနီတိုင်းရင်းသားတွေကိုရှမ်းနီတက်မတော် SN ကအဖွဲ့တွေကရောကချင်လက်နက်ကိုင်တပုံ KIA အပါအဝင် NUG PDF တွေကိုပြန်လည်တိုက်ခိုက်နေပြီးဖြစ်တဲ့အတွက်မကြခင်ဗမာမှုမျိုးကိုပြန်လည်ထိန်းချုပ်တော့မယ်လို့ခံမှန်းရပါတယ် လက်ရှိအချိန်ထိဗန်မောက်မြို့ရဲ့တောင်ဘက်မြောက်ဘက်နဲ့အနောက်ဘက်ကနေပြန်လည်တိုက်ခိုက်ထိုးစစ်ဆင်လာတာဖြစ်ပြီးကချင်လက်နက်ကိုင်တပေါင် KIA အပါအဝင် NUG ပြည်ပြည်အုပ်စုတွေရဲ့အဖွဲ့တွေကတော့မြစ်သေးချင်းကျွဲကိုကုန်းနဲ့ကျွဲကိုကြီးရွာတွေအထူးကိုစုခွာနေတယ်လို့လည်းသိရတယ်။ဒါအပြင်ဗမောက်မြို့ရဲ့အနောက်နောက်ဖက်ကဒူးရွာတွေနဲ့နီးစပ်တဲ့နေရာတွေမှာကဒူး PDF တွေစုဖွဲ့နေတဲ့နေရာတွေကိုလည်းတိုက်ခိုက်ချေမှုန်းလျက်ရှိပါတယ် ကျောင်းလျာကြီးရဲ့ဘေးပတ်ဝန်းကျင်ကစုံမကုန်းနေတဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကိုလည်း SN နေအဖွဲ့တွေနဲ့ဒေသခံတိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ချိန်မုံးလျက်ရှိတဲ့အတွက်ကဒူးအကြမ်းဖက်လက်နက်ကင်တွေနဲ့လည်းအထူးတည်ဆုံမှုတွေကြုံတွေ့နေရပါတယ်။ဆိုတော့အခု SN နေအဖွဲ့တွေပြန်လည်းတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဒီ point 9.9900ကုန်းနေဆိုတာက30ကျော်အကွာဝေးမှရှိပါတယ်။